ထရီလီယန်နာတထေးပွားကြီးသည်ကားကောင်းစားများကိုစီးနင်းခြင်းမပြုခဲ့ပေအစားထိုးအနေဖြင့်သူမ၏တားကုမ္ပဏီကိုတန်ရှင်းရေးလုပ်ရန်တန်ရှင်းရေးသမားဖြစ်ဟန်ဆောင်ခဲ့သည်သူမ၏တို့လောက်ရခြင်း၏အကြောင်းရင်းမှာတားဖြစ်သူအတွက်နူးညံ့တိမ်မွေး၍ဂျင်နာတက်သောချွေးမကိုရှာဖွေပေးရန်ဖြစ်သည်သူမကုမ္ပဏီထဲဝင်ဝင်ချင်းမိန်းကလေးတဦးနှင့်တိုက်မိခဲ့သည်ထို့သောထိုမိန်းကလေးကသူမကိုစူပူချိန်မောင်းခြင်းမရှိဘဲအဖွားကြီးကိုပြန်လည်တောင်းပန်ခဲ့သည်အဖွားကြီးသည်ရှက်ရွံ့သလိုခံစားရသည်ထို့ကြောင့်မိန်းကလေးကကော်ဖီအများကြီးတည်လာသည်ကိုမြင်သောအခါသူမကိုခွဲအချို့ကူတယ်ပေးလိုခဲ့သည် သို့တော့မင်းကလေးကညှင်းဆုပ်ခဲ့သည်သူမကအိမ်တွင်ငါးနှစ်သားကလေးနှစ်ယောက်ကိုမကြာခဏပွေ့ချီရကြောင်းကော်ဖီအချို့တည်ဆောင်ရသည်ကသူမအတွက်လွယ်ကူကြောင်းပြောခဲ့သည်ထို့နောက်မင်းကလေးကအဖွားကြီးသည်သူမနှင့်ကုမ္ပဏီတစ်ခုထဲတွင်ရှိသည်ကိုမြင်သောအခါတန်ရှင်းရေးသမားအဖြစ်သူမ၏အဆင့်တန်းကိုဂရုမစိုက်ခဲ့ပေသူမအားလမ်းပင်လိုက်ပြပေးခဲ့သည်ခဏတာဆက်ဆံရေးအပြီးတွင်အဖွားကြီးသည်မင်းကလေးကိုချက်ချင်းသဘောကျသွားသည်ကုမ္ပဏီသို့ရောက်သောအခါထိုကော်ဖီကိုသူမ၏လုပ်ဖော်ကိုင်ဖက်များအတွက်ဝယ်လာခြင်းဖြစ်ကြောင်းအဖွားကြီးသိလိုက်ရသည်တိုးတော်လုပ်ဖော်ကိုင်ဖက်များကကော်ဖီကိုလူယူယုံသားဂရုစိုက်ခဲ့ကြသည်သူမကိုကျေးဇူးတင်သူတဦးများမရှိခဲ့ပေ သူမနဲ့တိုက်မိသည်ကိုပင်လူတအုပ်အဖြစ်မမက်ယူဘဲဆက်ဆံခဲ့ကြသည်သို့တော်ထိုအချိန်တွင် မင်းကလေးကအဖွားကြီးအတွက်ကော်ဖီတစ်ခွက်ယူလာပေးခဲ့သည်အဖွားကြီးလက်လန်းမမီမီမှပင်ကြည်ကြဲ့ရည်မှုကထိုကော်ဖီကိုဆွဲယူသွားခဲ့သည်